welcome back to my video ဒီနေ့ဘူဒီ page ကနေပြီးတော့ပစ္စည်းတချို့မှာထားရေပေါ့เนาะဆိုတော့ဒီပစ္စည်းတွေကဘာပစ္စည်းတွေဖြစ်မလဲဆိုတာကိုဘူရဲ့ audience တွေနဲ့ unboxing တူတူလုပ်ကြည့်ပါမယ်ပြီးတော့ဒီပစ္စည်းလေးတွေထည့်ထားတဲ့အိတ်ကလေးကတော့ဘူစီကိုရောက်လာပါပြီဘာပစ္စည်းလေးတွေဖြစ်မယ်လို့ထင်ကြလဲ face expression လေးကတော့နေတဲ့အတိုင်းပါပဲအောက်ဆုံးအနေနဲ့သူတို့ဖိတ်တဲ့ gift တစ်ခုပေးရပေါ့เนาะအဲ့ဒါကတော့ခေါင်းစီကြိုးလေးပါ ဆိုရင်တော့တို့ဒီဟာလေးကိုအရင်ဆုံး unboxing လုပ်ကြည့်ပါမယ်ဒီကနေ့ကကြတော့သူတို့ page ကဘယ်ဘက်တောင်းနေမှရှိလဲဆိုတာကိုပြပြထားရဲ့ ဒီ type တွေပေါ့နော်ပြပါလို့ရှိရဲဒီထဲမှာအရန်ကမှ cute ဖြစ်ပြီးတော့ aesthetic and aesthetic ကလေး၄ခုပါတယ်ဆိုတော့ type တဲ့နေရာမှာဒါကို cut ထားလို့ရတယ်နောက်တစ်ခုကတော့အရန်ကမှချက်တည်းလေးရှိပြီးတော့နေရဲတွန်နေတဲ့အဲခေါင်းစည်းကွင်းလေးတစ်ကွင်းပါတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးခေါင်းစည်းကွင်းတွေကဘူးတအားကြိုက်ပြီးတော့ဒီလိုခေါင်းစည်းကွင်းတွေတအား crazy ဖြစ်တဲ့နေရာမှာပါတယ်ဆိုတော့လက်ဆောင်ပေးလို့လဲ thank you so much ပါ ။ဒီအားဆိုရင်တော့ခုဝယ်ထားတဲ့ပစ္စည်းလေးကိုစပြီးတော့ကြည့်ကြရအောင်။ခုဝယ်ထားတဲ့ပစ္စည်းလေးတွေကတော့ Roman Cut Lipstick နှစ်ချောင်းပါ။ပထမတစ်ချောင်းကကျတော့သူက Juicy Lasting Tint ဖြစ်ပြီးတော့နောက်တစ်ချောင်းကကျတော့အဲဒီ Gloss ဖြစ်တယ်ပေါ့နော်။ဆိုတော့အင်ဇော်ဘူး Tint ကိုအရင်ဆုံး Blue တွေကိုစမ်းပြပါမယ်။ Blue Color ထပ်မလဲ။ Blue ပါညာဆိုတာတော့လက်ကြည့်ကြပါအဲ့တော့အရင်ဆုံးဘူးအစ်စ်ဆိုတော့ပေါ့နော်ကျမမှာလက်သေးနေတယ်ဆိုတော့ power cut ပြီးပါတယ်တအား တော့ခဏလေးစောင့်ပါကကြီးနဲ့ထောက်ပါမယ်โอเค finally ဒီ parking ဘူးကတော့ပွင့်သွားပါပြီပွင့်သွားဆိုတော့ ထက်အရောင်များလုံးလုံးကနုဖတ်ဥအပ်ပြီးမြည်ရတောင်လာတဲ့ဒီအထဲကဒီ lipstick ကတော့ပြောနေအပြင်ကပူကတော်တော်လေးလက် aesthetic ဆန်တယ်ပြီးတော့ဒီအပြင်ကပူချောင်းနဲ့ပြီးတော်တော်လေးကိုပူကတော့ကြိုက်နေပါပြီဒီမှာပူလေးကမြင်တဲ့အတိုင်းပဲလုံးဝကိုမှမြည်ရတောင်လာပေါ့နော်သူကလုံးဝ long lasting ဖြစ်တယ်ဆိုတော့အရင်ဆုံးပူရဲ့နှာခမ်းမှာဒီဟာကိုပူ review လေးစံပြလာမယ် အနံ့ကလည်းတအားမှွေးတယ်အဲရိုးတိကြတဲ့အတိုင်းမှာရိုမန်ဆိုတာကနာမည်ရနေတဲ့ brand တစ်ခုထဲမှာပါတယ်ပေါ့နော်အပြင်မှာဆိုလို့ရှိရင်ဒီကောင်ကအခုလက်ရှိပေါက်သေးဆိုလို့ရှိရင်အနှစ်ပေါင်းကျော်ပုံပေါင်းနီးပါးလောက်ရှိတယ်ပေါ့နော်တချို့ရေဆိုလို့ရှိရင်လည်း၄တောင်းလောက်ထိရောက်တာဘူးတွေ့ရတယ်အယုံဆုံးဖို့နှခမ်းပေါ်မတင်ခင်မှာလက်မအင်းဆုံး testing လုပ်ပြပေးမယ်ဘလို့ကလာရှိလဲဆိုတော့ခုကောင်းတာကလေသူကဖြန့်လိုက်လို့ရှိရင်အလိုမျိုးတအားကြီး ပြတ်သွားရဲ့ထဲလဲမပါဘူးသူ့အတူသားနဲ့သူကတော့ကောင်းတယ်ပြီးတော့လို့ရှိရင်လုံးဝ long lasting ဖြစ်တယ်သူကမှန်တဲ့အဆိုကြီးကြတာအောင် နှာခမ်းပေါ်တင်လိုက်တဲ့အချိန်မှာခံစားရတဲ့ခံစားချက်ကကြောက်လုံးဝဆူဆူအီအီလေးနဲ့နှာခမ်းလေးကဖူဖူလေးဖြစ်တဲ့ပုံစံမျိုးပေါ့နော်သူ့မှာပါတဲ့ဒီ brush လေးကလည်းတော်တော်လေးပုံမှန်လာတယ်အဲဘူးပေါ့ကပါကင်ရောဘူးရော color လေးတွေကတော့ aesthetic ဆန်နေဆိုတော့ဒါလက်ရှိဘူးခုနကတွေ့ရတဲ့အတိုင်းပဲအရှိမပါနှာခမ်းတွေကမစိုးထားဘူးအခုမှဒီ roman ကအဲဒီ juicy lasting tint ပေါ့နော်အဲအဲ့ဒီဟာလေးကိုဘူးစိုးလိုက်တာ ။မြင်တဲ့အတိုင်းပဲနှာခေါင်းလေးကလုံးဝလေးနှုတ်ဖက်ပြီးကိုက်စားကျင်စရာလေးဖြစ်နေ။ drop ဒီ color လေးကိုတအားကြိုက်ပါလေ။ Okay ပါ။နောက်တစ်ခုကကြတော့ဒီ roman ကပဲ close ပေါ့နော်။ drop ဒီ close ကိုပူရောင်းကြည့်ရအောင်။ခဲ့ပါပြီ တော့ဒီ glass ရဲ့ color လေးကလည်းတော်တော်လေး new type ပဲသွားတယ်။အဲ girly type ပုံစံမျိုးလေးလည်း girly white ပုံစံမျိုးလေးလည်းရအဲ့အခုမြင်တဲ့အတိုင်းပဲ color လေးကလုံးဝဖြော့ဖြော့လေးပေါ့နော်။အခုတော့ဒီမှာကသူက glass ဖြစ်တယ်။ glass ကလုံးဝ white တယ်။ဆိုတော့ဒါလေးကိုဘူးတော့အရင်ဆုံးစမ်းပြီးဖွင့်ကြည့်ကြလိုက်ပါမယ်။ နဲ့လည်းတော့တော်တော်များဆိုးတော်တော်လေးကောင်းနေတယ်ပါ။မွှေးလည်းတော်တော်လေးကိုမွှေးရဲ့ဆိုတော့ဒါကိုနှာခမ်းပေါ်မှာမတင်ခင်အရင်ဆုံးဒီလက်မှာ testing လုပ်ကြပါမယ်။ဘယ်လိုလေးလာမလဲဆိုတာပေါ့နော်။ ဆိုတော့ဒီ gloss ကလည်းဆောင်းတာတင့်လိုမျိုးပဲထန်ရတာလည်းလွယ်တယ်ဒီပါလို့ရှိရင်အခုလက်မှာလည်းတော်တော်လေးဆွဲသွားတာပေါ့နော်ဒါအခုခုက lighting အကြောင်းမလို့တိတ်ပြီးတော့ဟောမဖြစ်တာပေါ့ ear ရင်းမြင်ရတာပေါ့နော်ဒါဆိုလို့ရှိရင်ခုနှာခမ်းပုံကိုစပြီးတော့ဒီ gloss ကိုဆက်ပြီးတော့တင်ပါမယ်ခုနကတင့်လို့တော့ဟိုဖြတ်လိုက်တယ်ပေါ့နော် gloss လေးကိုရိုက်ဆိုးခြင်းလို့ဆိုပြီးတော့ဆိုတော့ oh my god i'm really like this ပန်းစီအောင်ဘက်ကိုတော့သွားတယ်ဆိုဆိုအီအီဖူဖူလေးဖြစ်တဲ့နည်းနည်းလူတိုင်းကတော့တော့က kiss ပေးချတဲ့ပုံစံလိုလေးပေါက်တယ်လေအရန်တော့ကြတယ်ဟိုနှစ်ခန်းလေးရလေလုံးဝအိဖတ်ပြီးတော့လေနုပြူပါရဲ့ဒါပေမဲ့ခင်ဗျာလေအန်းကြိုက်တယ်အားလုံးနှမျိုးလုံးတော်လေးကောင်းတယ်ဆိုတော့ဒီနှမျိုးလုံးကိုဘူးအရန်ကြိုက်တယ်ပြရတဲ့ဈေးနဲ့လည်းအရန်တန်တယ်လို့ထင်ရတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်ဘိုင်ဘိုင်